ီရုပ်ရှင်ကဂျုံဝဲဆက်လန်းကပထဲမှာအစပြုထားတာပါဇီးအောင်တို့ခုမှဆိုရင်အစ်လို့ခေါ်တဲ့ကလေးမလေးတယောက်နဲ့တွေ့နေရပါတယ်ကလေးမလေးကသွေးဝေပေးချန်နေခဲ့ပြီးအသွင်မှာဘဲလီကချစ်တဲ့ရုပ်လေးလဲနေတဲ့ဂီတတေတာကိုစိုက်ကြည့်နေခဲ့ပါတယ်အသိကိုပြန်ပြောင်းပြတဲ့မြင်ကွင်းတစ်ခုမှဆိုတော့သူ့အဖေဟာဗီယာနဲ့သူအေးချမ်းပျော်ရွှင်စွာနေထိုင်နေတာကိုတွေ့ရပါတယ်ဟာဗီယာကသူ့ကိုဘဲလီကောက်ွက်တွေတင်ပေးပြီးတော့သူ့ရဲ့ကောက်ွက်တွေကိုရှီးကျူးပါတယ် ပြီးတော့သူ့အမနဲ့ဘယ်လောက်တူတဲ့အကြောင်းပြောပြပေးမဲ့အစ်ကတော့သူ့ရဲ့အမကိုလုံးဝမမိတာမရှိပါဘူးဒီလိုနဲ့ညရောက်တော့အစ်တရာသူ့ရဲ့အခန်းထဲမှာထိုင်နေခဲ့ပြီးဂီတာတေတာကိုကြည့်နေခဲ့ပါရင်တတ်သူ့ရဲ့အပြည့်ရှိတဲ့သူ့ရဲ့အဖေကတော့ယေရှုခန်းထဲမှာပါအပြည့်မှာဆိုရင်လက်နက်ကင်ထားတဲ့လူတစုကရေထဲကနေတပိပိရှင်ထွက်ပေါ်လာခဲ့ပြီးအိမ်ကိုဦးတီလာနေကြကလုံခြုံရေးဝေကိုတယောက်ပြီးတယောက်ရှင်းထုတ်ပြစ်နေကြပါရင်မကြခင်မှာပဲဟာဗီယာကသူတို့ရောက်လာတာကိုတိသွားခဲ့ပြီးပြင်းပြင်းထန်ထန်ပြန်လည်ခုခံခဲ့ပါရင် အဲ့ဒီနောက်တိုက်ခိုက်သူစီကိုမိခိုးပုံပစ်ချပြီးသူ့ရဲ့သမီးကိုသူ့ပုံခိုးနေကြနေရာမှာမထွက်လာဘဲနဲ့ပုံနေဖို့ပြောလိုက်ပါရင်း ကလေးမလေးကလည်းတဘောတူပါရင်အဲ့ဒီနော်ဟာဗီယာကလက်နက်ကင်ဒီကိုဆက်လက်တိုက်ခိုက်ပြီးသူကအရန်ကိုတော်ပေမဲ့ရန်သူကများပြားလွန်းနေခဲ့ပါရင်နောက်ဆုံးမှာတော့သူရဲ့လက်ထဲကိုဖမ်းဆီးခံလိုက်ရပြီးအဓိပတိလို့ခေါ်တဲ့ရန်သူဖမ်းမိသွားခဲ့ပြီးဒါရှန်ဆယ်လာလို့ခေါ်တဲ့ရန်သူခေါင်းဆောင်ကရောက်လာခဲ့ပါရင်သူတို့ကဟာဗီယာကိုသူရဲ့မိသားစုအထက်ကနေကြိုးဆိုခဲ့ပြီးတော့သူတို့မျိုးနွယ်စုရဲ့တမီးနဲ့လက်ထပ်ခွင့်ပေးခဲ့ပေမဲ့တစ္ဆာဖောက်တယ်လို့ဆွဆွဲပါရင်စနီးဖြစ်သူတေဆုံရတာဟာဟာဗီယာကြောင့်လို့အပြစ်တင်ပြီးသူတို့ဒီကိုရောက်လာတာကအစ် ်ကိုဖမ်းဖို့စွာပေါ်လွင်လာခဲ့ပါပြီ။ဒါရှန်ဆယ်လာကဟာဗီယာကိုကြီးစံတဲ့တော့ထဲ့ထားတဲ့တနတ်တလက်ပေးလိုက်ပြီးတော့ရွေးရှယ်စရာပေးပါရီ။အစ်ကိုကယ်ဖို့အတွက်ကိုကိုကိုတနတ်နဲ့အဆုံးစီရင်မလားဒါမှမဟုတ်ရှန်ဆယ်လာကိုတတ်မလားအဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့သူရောသူ့သမီးရောတည်ဆုံးရမှာပါ။စဉ်းစားပြီးတော့ဟာဗီယာကကိုကိုကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပြီးမယ်။အဲ့ဒီအခါမှာအကုန်လုံးကိုခိုးကြည့်နေခဲ့တဲ့သူ့ရဲ့သမီးကအော်ဟစ်လိုက်ပါရီ။ဒါကြောင့်သူ့ရဲ့ဘုံခိုးရနေရာပေါ်သွားခဲ့ပြီးဟာဗီယာကလည်းချက်ချင်းပဲရန်သူတွေကိုပြန်လဲပစ်ခဲ့ပါရီ။အဲ့ဒီအချိန်ရှန်ဆယ်လာ ကတော့ထွက်သွားခဲ့ပါပြီဟာဗီယာကတိုက်ခိုက်သူအများစုကိုရင်းနိုင်ခဲ့ပေမဲ့တယောက်ကတော့သူ့ကိုမြေပြင်ပေါ်ဖိချကအပီးတပ်ဖို့ကြိုးစားပါရင်အဲ့ဒါကိုမြင်တဲ့အစ်ကတင်းနေခဲ့တဲ့လူရဲ့တနက်ကိုဆွဲယူလိုက်ပြီးသူ့ရဲ့လက်ပေါ်မှာထူဆန်းတဲ့အမတ်အသားကိုတရိထားလိုက်ပြီးပါရင်အချိန်မဆွဲတော့မင်းနဲ့သူ့ရဲ့အဖေကိုတိုက်ခိုက်နေတဲ့လူအားပြစ်တက်လိုက်ပါရင်အဲ့ဒီနောက်အဖေနဲ့သမီးကထွက်ပြေးသွားကြပါပြီလမ်းမှာဆိုရင်ဟာဗီယာကအပြင်းထန်အပြစ်ခံနေရပါရင်သူ့ရဲ့အနောက်ကိုဘုံတလုံးမင်းမြန်ပြစ်ချလိုက်ပြီးတော့ဒီပောက်ကွဲမှုကြောင့်အိမ်ရောအထဲမှာရှိတဲ့လူအားလုံးကိုတိုက်စုံတော့စီခဲ့ပါရင်နေရော ောက်သားဘီကင်ယောက်ကိုရောက်သွားခဲ့ပြီးမဲ့ဟာဗီယာကဒယာဝီနဲ့တိစုံသွားခဲ့ပြီးဤတယောက်ထဲကပဲဝမ်းထဲကြည်ခွဲစွာနဲ့ကြံ့ရခဲ့ပါရင်းနောက်ပိုင်းမှာဆိုရင်သွေးအလေးလေးနဲ့ဇေယုံထဲမှာအစ်ကဂီတတေတာကိုစိုက်ကြည့်နေတာအပြန်လဲတွေ့နေရပါရင်းနယူးယောက်မှာရှိတဲ့ကွန်တီနန်တယ်ဟိုတယ်ပန်ရှင်ဖြစ်သူဝင်းစတန်လို့ခေါ်တဲ့လူတယောက်ကသူ့စီကိုရောက်လာခဲ့ပါရင်းမင်းအဖေဟာမင်းအတွက်တော့တာမန်ဘဝလေးပဲလိုရှင်ခဲ့တဲ့လူကောင်းတယောက်ပါလို့ပြောခဲ့ပါရင်းသူရဲ့နာကျင်မှုကိုမဖယ်ရှားပေးနိုင်ပေမဲ့လည်းသူ့ကိုဟာဗီယာရဲ့မိသားစုစီခေါ်သွားပေးမယ်သူတို့ကဆောင်းလျှောက်ပေးမ မယ်လို့အာမခံပါရင်မကြခင်မှာပဲဝင်းစတန်ဟာအစ်ကိုရူကာရောမဆိုတဲ့လောက်ကျန်သူအဖွဲ့အစည်းစီခေါ်သွားခဲ့ပါရင်ဒီအဖွဲ့ကဖြော့ဖြေးရေးအကအဖွဲ့အယောင်ဆောင်ပြီးလိုအပ်နေထိုင်နေကြတော့ပါအဲ့ဒီမှာသူကဒရိုက်တာနဲ့တွေ့ပြီးတော့ကတတလားလို့မြင်တဲ့အခါမှာအစ်ကကတပါနေလို့အတီးပြပါရင် ဒရိုက်တာကသူ့ရဲ့အဖေကိုတတ်ခဲ့တဲ့လူတွေဟာသူ့ရဲ့အနာဂတ်ကိုခိုးယူပိုင်ခွင့်မရှိတဲ့အတွက်သူ့ရဲ့ဒရော့ကိုထုတ်ဖော်ဖို့လမ်းညွှန်ပေးမယ်လို့ပြောပါရင်းအဲ့ဒီနောက်မှာပဲဝင်းစတန်ကအိဗ်ကိုဒင်းကားပြတပြပေးလိုက်ပြီးအမြဲတမ်းသူ့အတွက်ရှိနေပေးမယ်လို့ဂတိပေးကထွက်ခွာတွားခဲ့ပါရင်ကလေးမလေးဟာနိုကီလိုခေါ်တဲ့နီးပြတယောက်နဲ့တွေ့ဆုံခဲ့ပါရင်သူ့အဖေကလည်းဒီအဖွဲထဲမှာပါခဲ့ပြီးတော့ကီကီမိုရာလို့အခေါ်ခံခဲ့ရတယ်ဆိုပြီးနိုကီကဖွင့်ရပါရင်ကီကီမိုရာဟာမတ်မကောင်းတဲ့ဝိညာဉ်တစ်မျိုးဖြစ်ပြီးစိတ်ဝိညာဉ်တစ်မျိုးဖြစ်ပေမဲ့အခြေအနေ ပေါ်မူတည်ပြီးတော့အဖြစ်မဲ့တဲ့တွေ့ကိုကာကွယ်ပေးသူလည်းဖြစ်နိုင်ပါ ರೀ ဒီလိုနဲ့မြင်ကွင်းက၁၂နှစ်ကြာကိုရောက်သွားခဲ့ပါပြီအိဖာခြေတော့ကသွေးထွက်လာတဲ့အထိပြင်းပြင်းထန်ဘဲလီလေးကျင်နေတာကိုတွေ့နေရမှာပါနောက်ပိုင်းသူ့ရဲ့တငယ်ရှင်တာတီယာနာကခူဆိုင်ဖို့ပြောပေမဲ့အိကရောကီကီမိုးကဖြစ်ဖို့အတွက်မဆောင်နိုင်တော့ဘူးလို့ငင်းဆိုပါ ರೀ ဘဲလီအပြင်လက်နက်ကင်ဆွဲမှုအရိတ်ထဲမှာလှောက်ရှားမှုနဲ့တိကျစွာတိုက်ခိုက်မှုစတဲ့တခြားသောစွမ်းရည်ဝေးကလည်းစူးစားလေးကျင်ခဲ့ပါ ರೀ လေးကျင်ရင်မှာအကျိတ်များစွာရှုံးနေခဲ့ပေမဲ့နိုကီကရောကြန့်ခိုင်ဖို့တိုက် 中噶。 တုထဲအရန်ကြည့်တဲ့ယောက်ျားဝင်နေတော့မှအစွမ်းကိုတိုက်ခိုက်ဖို့တိုက်တွန်းပါရင်းအချိန်လေးကြာလာတာနဲ့အများအေးဖာတပိပိရှင်တိုးတက်လာခဲ့ပြီးရူကာရောမာမှာထိတ်တန်းကြောင်းသူဖြစ်လာခဲ့ပါရင်းတနေ့မှာတော့သူ့တင်ငယ်ရှင်တာတီယာနာရုတ်တရက်ပျောက်ဆုံးသွားတာကိုတွေ့တော့ဒရိုက်တာကိုတွားမိပါရင်းသူ့ရဲ့တင်ငယ်ရှင်မှာအပိုင်ဆိုင်တဲ့လူတက်စိတ်မရှိတဲ့အတွက်ထွက်သွားရတယ်လို့ဒရိုက်တာကရှင်းပြပါရင်းစိတ်ပိုင်းဖြစ်ထားတဲ့အဖာသူကကီကီမူရာဖြစ်ဖို့အတွက်အသင့်ဖြစ်နေပါပြီလို့ကြေညာတဲ့အခါမှာဒရိုက်တာကသူ့ကိုစမ်းသပ်မှုတစ်ခုပေးဖို့အဆုံးပြပါရင်းအဲ့ဒီနောက် if ကို ခန်းတစ်ခန်းထဲခေါ်ထွက်လိုက်ပြီးဆယ်နှစ်ကြာလှုပ်ကြံသူအဖြစ်လှုပ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ရင်ဆိုင်ရပါရင်စံတမှုကတော့ရိုးရှင်ပါရင်လန်နာတလက်ကိုတတ်ဆင်ပြီးတော့ကြည်တရောင်ထဲရမှာပါပြီးရင်တော့တဖက်လူကိုပြစ်တတ်ရမှာဖြစ်ပါရင်နေအောင်စလုံးအလေးအမြန်လှုပ်ကြပြီးပြန်အနောက်ဆုံးမှာတော့အစ်ကပုံမြန်ကြောင်တက်တည်ပြပြီးတဖက်အမျိုးသမီးကိုတိကျထိရောက်စွာနဲ့ပြစ်တတ်လိုက်ပါရင်အဲ့ဒီညမှာပဲဒရိုက်တာနဲ့တွေ့ဖို့အတွက်ရောက်လာတဲ့ဂျုံဝဲကိုအစ်ကတတိထားလိုက်မိပါရင်သူမကသူ့စီကိုတွားပြီးကန်တော်ဝင်ဘာဘာရာကဟုတ်တလားလို့မေးတဲ့အခါမှာသူကအတိပြပါရင်စူးစမ်းလို့စိတ်ရှိတဲ့ ီဗ်ကသူ့လိုမျိုးဘယ်လိုဖြစ်လာနိုင်မလဲလို့မိတဲ့အခါမှာဂျွန်ဝစ်ကဒီလန်ကိုဆွန့်ခွာဖို့အတွက်အချိန်ရတော့ဆွန့်ခွာပါလို့သူ့ကိုတနာတဲ့စိတ်နဲ့တိုက်သွင်းလိုက်ပါရင်အဲ့ဒီနောက်အီဗ်ကသူ့ရဲ့ပရမဆုံးမစ်ရှင်ကိုလက်ခံရရှိခဲ့ပါရင်ဒါကတော့ပြန်ပြီးဆွဲခံရမှာကိုဇွိမ့်နဲ့ဩစာကြီးမားတဲ့လူတစ်ယောက်ရဲ့တမီးကိုကာကွယ်ပေးဖို့ပါရောဘတ်ဂျီဆန်ထည့်ထားတဲ့တနတ်နဲ့အီဗ်ဟာညကလတ်တစ်ခုကိုရောက်လာခဲ့ပြီးတော့ကာကွယ်ရမယ့်အမျိုးသမီးကိုတွေ့ပါရင်အဲ့ဒီအမျိုးသမီးပျော့နေတဲ့ရုပ်တရက်ဝတ်စုံအပြည့်ဝတ်ထားတဲ့ယောက်ျားတို့ကသူ့စီကိုဦးတည်လာပါရင်အီဗ်ကသူတို့ဟာအန်ဒီယန်ရှိမှန်ခ ချက်ချင်းပဲတိသွားခဲ့ပြီးသူ့ကိုကယ်ဖို့အများဆုံးတွားတော်ပါရင်မကြခင်ပြင်းထန်တဲ့တိုက်ပွဲစတင်ခဲ့ပါပြီးအစပိုင်းမှာတော့လူအများကြီးဖြစ်တဲ့အတွက်ဤကိုအတားစီရနိုင်ခဲ့ပါရင်ဒါပေမဲ့လည်းတူမဟာလေးကျင့်ထားတာကိုအတုံးပြုပြီးတိကျသေးချာတဲ့ထိုးနှက်မှုနဲ့တယောက်ပြီးတယောက်ရှင်းထုတ်ပြပါရင်ခေါင်းဆောင်ကအမျိုးသမီးကိုပြန်ပေးဆွဲဖို့ကြိုးစားနေရကိုတွေ့တဲ့အခါမှာဤကလမ်းမှာရေခဲပစိန်တစ်ချောင်းကိုလမ်းဆွဲယူပြီးတော့သူ့ရဲ့အနောက်ကိုခုံအုပ်ပြပါရင်အမျိုးသားတည်ဆုံသွားခဲ့ပြီးအမျိုးသမီးကိုကယ်နိုင်တဲ့အထိပစိန်နဲ့ပြပြန်ထန်တိုက်ခိုက်ခဲ့ပါရင်အဲ့ဒီနောက်ဤကတရားဝင် ်ကီကီမိုယာဖြစ်လာခဲ့ပြီးနောက်ကြောင်းပြန်လဲမကြည့်တော့ဘူးဆိုရင်အတိတ်ပဲတက်ရောက်တဲ့သူ့အဖေနဲ့သူညီတဲ့တတ်သူကိုရရှိခဲ့ပါပြီးမြင်ကွင်းကနေနလအကြကိုခုံကျော်သွားခဲ့ပြီးတော့လောက်ချံမှုတစ်ခုပြန်နောက်ယေရှုခန်းထဲမှာဒံယာဝီကိုစီးထဲနေခဲ့တဲ့အစ်ကိုပြသထားပါပြီးသူမကဖုန်းကိုကြည့်လိုက်တဲ့အခါမှာတော့ လုံးကြံခဲ့တဲ့ပြစ်မှတ်အတွက်သူ့ရဲ့အကောင့်ထဲကိုငွေပမာဏအများပြားဝင်လာတာအသတိထားလိုက်မိပါရင်အဲ့ဒီနောက်အစ်ကအစားအုံကနေထွက်ခွာပြီးကားမောင်းထွက်သွားပါရင်ဒါပေမဲ့ရုတ်တရက်လိုဝတ်စမ်းကြတဲ့ယင်တစီရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကိုခံလိုက်ရပါပြီကားထဲကနေထွက်လာပြီးတော့ပြင်းထန်တဲ့ပြစ်ခတ်မှုဖြစ်ပြီးတော့တိုက်ခိုက်သူကိုရှင်းပြနိုင်ခဲ့ပါရင်ဒါပေမဲ့တိတ်ဆုံးနေတဲ့အလောင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာသူမရဲ့အဖေကိုတတ်တဲ့လူဝီစီမှာတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့တင်ကေတာအတူတူကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ပါရင်အဲ့ဒီနောက်ပိုင်းအစ်ဟာဒရိုက်တာနဲ့တွေ့ပြီးတော့တိုက်ခိုက် သူစီကဖျက်ယူခဲ့တဲ့လက်ကိုပြတော်မရင်းပြီးတော့သူ့အဖေကိုတတ်ခဲ့တဲ့လူအစီမှလည်းဒီအမတ် တာဝေအတူတူရှိနေတာကိုတွေ့ရတဲ့အကြောင်းပြောပြပြီးတော့ဒီအဖွဲကဘလိုမျိုးအဖွဲလဲဆိုတာကိုသိရှင်းတယ်လို့တောင်းဆိုခဲ့ပါရင်းလက်စားရှေ့ရှင်းပြီးမဲ့ဒီလဝါကတိုင်အမတ်အသားဝတ်ဆင်ထားတဲ့လူအေဟာဘယ်စီမင်းကိုမှမလိုက်နာတဲ့အပြင်ရူကာရိုမာထက်ပိုရှေးကြတဲ့ဂိုင်းတစ်ခုဖြစ်ပြီးတော့ရမဆတင်းတဲ့လူဖြစ်တဲ့အကြောင်းဒရိုက်တာကတတိပေးပါရင်းအဖြေဝင်နဲ့မကျေနပ်တဲ့အတွက်အစ်ကဝင်းစတန်နဲ့တွေ့ဖို့နယူးယောက်ကွန်တီနန်တယ်ဟိုတယ်ကိုတွားခဲ့ပါရင်းစကားပြောပြီးမကြခင်သူ အဖြစ်ကိုတတ်ခဲ့တဲ့ထူးဆန်းတဲ့တင်ဂီတာရှိတဲ့လူအကြောင်းကိုပြောပြသွားရင်ဝင်းစတန်ဟာတုံဆိုင်နေတဲ့အတွက်အစ်ကသူ့အမြဲတမ်းရှိနေပေးမယ်ဆိုတဲ့ဂတိကိုတတိပေးတဲ့အနေနဲ့သူ့ပေးခဲ့တဲ့ဒင်ကာပြားကိုပြတ်တခဲ့ပါရင်ရေရှန်စီယာမရှိတော့တဲ့ဝင်းစတန်ကဒီလူဝေဟာဘယ်နိုင်ငံမှမရှိတဲ့မျက်နာမဲ့ကိုယ်ရက်ဖြစ်တဲ့ကိုးကွယ်ယုံကြည်မှုအဖွဲ့တစ်ခုကဖြစ်တဲ့အကြောင်း နောက်ဆုံးမှဖွင့်ရလိုက်ပါပြီ။သူတို့ဘယ်နေရာမှာလှုပ်ရှားတယ်ဆိုတာပဲတူမှမတိပြင်မဲ့သူတို့အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဒန်နီယယ်ပိုင်းကတော့ပရာဂ်ကွန်တီနန်တယ်ဟိုတယ်မှာတဲခုနေခဲ့ပါပြီ။ဝင်းစတန်ကဖုန်းခေါ်ပြီးဒန်နီယယ်မှာဒေါ်လာ100တန်းတန်တဲ့စုငွေကြေညာထားပြီးတော့အခန်း335မှာတဲနေတာကိုတိလိုက်ရပါပြီ။ဒီအချက်လက်ကိုအစ်ပါပေးလိုက်တဲ့အခါမှာအစ်ကဂျေဆုတင်စကားပြောပြီး ပရော့ကိုထွက်ခွာသွားခဲ့ပါရင်နောက်ထပ်မြင်ကွင်းမှာဆိုရင်အီဗ်ကပရော့ကွန်တီနန်တယ်ဟိုတယ်ကိုရောက်လာပြီးအခန်း314ကိုကျူတင်စင်းတွေ့ပါရင်လော်ဘီမှာလောက်ကျန်သူရဲ့အများပြားစုဝေးနေခဲ့ပြီးတော့သူရဲ့ခေါင်းဆောင်ကလီနာလို့ခေါ်တဲ့အမျိုးသမီးတယောက်ပါသူမဟာအနာကအဆောက်အုံကနေဒန်နီယယ်အခန်းကိုစောင့်ကြည့်နေကြတဲ့စနိုက်ပါကိုဆက်တွေ့ပါရင်အဲ့ဒီလောက်ကျန်သူကအီဗ်ဟာဒန်နီယယ်ရဲ့အခန်းထဲကိုခိုးဝင်သွားတာတွေ့လျက်ပြီးလီနာကိုချက်ချင်းမဲ့အကြောင်းကြောင့်ပါရင်အဲ့ဒီအတော်တွေမှာအီဗ်ကဒန်နီယယ်နဲ့ရင်ဆိုင်ဖို့အခန်းထဲကိုဝင်လိုက်ပြီးမဲ့အဲ့ဒီမှာအဲလာလို့ခေါ်တဲ့ကလေးမလေးကိုတွေ့လျက် တဲ့အတွက်အံ့အားသင့်သွားခဲ့ပါရင် အဲ့လာကသူ့အဖေကိုတတ်ဖို့လာတာလားလို့မေးနေတော့အမျိုးသမီးခဏသာအာယုံပြတ်နေတဲ့အချိန်မှာဒန်နီယယ်ရလာပြီးသူ့ကိုတနတ်တဲ့အချိန်မှာရင်အီဗ်ကသူ့အဖေကိုတတ်တဲ့လူအကြောင်းအဖြေရှာဖို့ပဲလာတာဖြစ်ပြီးတော့ဘဒုကမမနာကျင်စီရှင်ပါဘူးလို့ချက်ချင်းပဲရှင်းပြပါရင်တစ်ချိန်တည်းမှာပဲစနိုက်ပါတမားကသူတို့နှစ်ယောက်စကားပြောနေုံပဲရှိသေးတဲ့အကြောင်းလီနာကိုအကြောင်းကြားပါရင်ဒါကြောင့်လီနာကဒန်နီယယ်ရဲ့စုငွေကိုဒေါ်လာ၄တန်အထိချက်ချင်းပဲနှစ်ဆတိုးလိုက်ပါရင်ဒါကြောင့်လောက်ကျန်သူအများအပြားကသူ့ကိုရှင်းပြဖို့အခန်းစီကိုရှီးကပ်လာကြပါရင်ဒန်နီယယ်ကလည်းစုချင်းငွေအကြောင်းတ ိလိုက်ရပြီးတော့သူတို့နှစ်ယောက်ကိုအန်ဒီရဖြစ်စေတယ်ဆိုပြီးအီကိုစုပူပါရီသူကဂိုင်းသူ့ရဲ့နောက်ကိုလိုက်နေတာဟာအဲလာကိုဖမ်းဖို့ဖြစ်ပြီးတော့သူမကိုသူ့ရဲ့ဩစာလွမ်းမှုမှုနဲ့ဝေးရမှာပြုစုပြိုးထောင်မှုရွေးရှယ်ခဲ့တာကြောင့်ဖြစ်တဲ့ကြောင့်ဖွင့်ရပါရီအဲ့ဒီအချိန်မှာပဲလောက်ကျန်သူတွေရောက်လာတာကြောင့်ဒန်နီယယ်နဲ့အီဘလိုကထူချတဲ့စွမ်းရည်နဲ့သူတို့ကိုရင်ဆိုင်ပါရီဒန်နီယယ်ကဂိုင်းကနေဘတူမအသက်ရှင်လက်ထွက်မတွားနိုင်တဲ့အကြောင်းတတိပေးပြီးအီဘကသူ့ရဲ့သမီးကိုကာကွယ်ပေးမယ်ဆိုရင်သူမကိုပြန်ပြီးကူညီပါမယ်လို့ကတိပေးပါရီအီဘကလည်းသဘောတူပြီးတော့သူတို့က ဟိုတယ်ကနေထွက်လာပြီးမဲ့ဂိုင်းဝင်တွေဖြစ်တဲ့အကြောင်းပေါ်လွင်တဲ့လီနာနဲ့သူ့ရဲ့လူတွေကတွေ့သွားခဲ့ပါပြီးဖြစ်သွားတဲ့ဗျံပတအခြေအနေမှာဒန်နီယယ်ဟာဒက်လို့ခေါ်တဲ့လူတစ်ယောက်ရဲ့တပ်ပြည့်ရှင်ကိုခံလိုက်ရပြီးအစ်ကတော့လီနာရဲ့ရိုင်းနေမှုကြောင့်မိပြောသွားခဲ့ပါပြီးအဲလောက်ကိုဖမ်းပြီးတော့လီနာဟာဒါကွန်ဆယ်လာကိုဖုန်းခေါ်ပြီးတော့အခြေအနေကိုအကြောင်းကြားပါပြီး တို့ရဲ့အစီအစဉ်ကိုဖျက်ဆီးလူနီပါဖြစ်ခဲ့တဲ့လိုအပ်စမ်းချက်တဲ့အမျိုးသမီးအကြောင်းကိုလည်းပြောပြပါရင်းတခြားတနေရာမှာဆိုတော့အိဘာဟိုတယ်ကနေထွက်ခွာပြီးလက်နက်ရောင်းဝယ်တူဖရန့်စီကိုတွားကတနက်ဝယ်ပါရင်းသူမကဂိုင်းဝင်နေတဲ့တို့ရဲ့တီနီယာအကြောင်းကိုမေးပေမဲ့သူကကြောက်ရွံ့မှုကြောင့်ဘာမှကိုမပြောဖို့ငင်းဆိုပါရင်းစကားပြောနေတော့မှပဲဂိုင်းဝင်တချို့ကအိကိုတတ်ဖို့အတွက်စိုင်တဲစီဖောက်ဝင်လာပြီးဇိုင်းကိုဗျာမတာဖြစ်စီပါပြီးအိဘာဘုံတချို့ကိုအမြန်ဆွဲယူပြီးတော့တိုက်ခိုက်တွေ့ကိုဖောက်ခွဲပြစ်နေစဉ်ထွက်ပြေးပါရင်းဂိုင်းဝင်နေအလုံးတိတ်ဆုံးသွားတဲ့အခါမှာဖရန့်ကအိကိုကူညီဖို့ဆုံး းဖြတ်ပြီးတောင်ပေါ်မှာရှိတယ်လို့ကောလာဟာလာထွက်နေခဲ့တဲ့ဂိုင်းအခြေစိုက်စခန်းရဲ့တည်နေရာကိုပြပါရင်းဒါပေမဲ့အဲ့ဒီကိုတွားရှာတဲ့လူတွေဘယ်တော့မှပြန်မလာနိုင်တဲ့အကြောင်းသတိပြပါရင်း if ကသူ့ကိုကျေးဇူးတင်ပြီးအဲ့ဒီကိုထွက်သွားခဲ့ပါရင်းဒါပေမဲ့မကြခင်သူ့ရဲ့လောရက်တွေကြောင့်တော့ထွက်နေခဲ့ Driver C ကဖုန်းခေါ်ဆိုမှုရောက်လာပါရင်း if ရဲ့လောရက်တွေဟာမြို့နယ်စုတစ်ခုလုံးကိုအန်ဒီရဲ့ဖြစ်စေတဲ့အတွက်ချက်ချင်းပြန်လာဖို့ပြောပေမဲ့ if ကတော့ queue မဆိုင်ပဲဖုန်းကိုချပါရင်းမကြခင် if တယောက် hostel လို့ခေါ်တဲ့တိတ်ဆိတ်တဲ့မြို့လေးကိုရောက်ပြီးတော့ coffee sign တစ်ခုအထဲဝင်ပါရင်း အဲ့ဒီမှာဘဲလီကချစ်တဲ့ရုပ်လေးပါတဲ့ဂီတတိတအတူတူကိုတွေ့လျာပြီးလွမ်းစုံမှုဖြစ်ပေါ်စေခဲ့ပါပြီကော်ဖီမှန်လိုက်ပေမဲ့ပုံမှန်မဟုတ်ပဲတိတ်ဆိတ်နေတာနဲ့လူတွေကလည်းဆိုင်ကနေထွက်ခွာတာကြောင့်မားနေပြီလို့ခံစားလိုက်ရပါတယ်ရုပ်တရက်လူတယောက်ဆိုင်ထဲကိုဖောက်ဝင်လာပြီးတော့ဤကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက်တနက်ပစ်ခတ်မှုဖြစ်ပွားပြီးစပွဲထိုးကလည်းတယောက်ကိုဖုန်းခေါ်ပြီးအကူအညီတောင်းပါတယ်တိုက်ခိုက်သူကိုရှင်းထုတ်ပြီးတော့ဤကအပေါ်ကိုပြေးတက်ကပိုးဖို့ကြိုးစားပါတယ်အဲ့ဒီမှာဓာတ်ကင်ဆောင်ထားတဲ့စပွဲထိုးမလေးနဲ့တွေ့ဆုံပါပြီဤကမနာကျင်စေရဘူးလို့ပြောပေမဲ့စပွဲထိုးမလေးကရုပ်တရက်သူ့ကို ထိုးဖို့ကြိုးစားပါရီအေကသူ့ရဲ့လက်နက်ကိုအလွယ်တကူတင်းယူကသူ့ကိုတော့ခတ်ထားလိုက်ပြီးမဲ့လူဝေကတော့ပုတ်ပုတ်ပြီးရောက်လာပါရီတရွာလုံးကဂိုင်းဝင်တွေပြည့်နေတဲ့အကြောင်းရှင်းရှင်းလင်းဖြစ်လာခဲ့ပါပြီချန်ဆယ်လာကအများပြည်သူကိုကြေညာလိုက်ပြီးတော့အုပ်အော်တန့်မြည်လာတဲ့နောက်မှာအမျိုးသားအမျိုးသမီးကလေးနဲ့တက်ကြီးရွယ်အိုပါမကျန်လက်နက်တွေနဲ့ထွက်လာကြပါရီအေကအစွမ်းကိုတိုက်ခိုက်ပြီးမဲ့နောက်ဆုံးမှာတော့အားကုန်ပြီးလူအင်အားမမြတဲ့အတွက်ဖမ်းဆီးခံလိုက်ရပါပြီအဲ့ဒီနောက်လီနာရောက်လာကအေကိုစစ်ဆေးပြီးရတော့သူ့ရဲ့တပ်သူကိုကြည့်ပြီးတော့သူဟာရူကာရောမအဖွဲ့ဝင်ဖြစ်တဲ့အကြောင်းအတိပြုပါရီ သူမကအစ်ကိုတတိလက်ထောင်လုပ်ပါရင် တခြားတနည်းအားမဆင်တော့ချန်ဆယ်လာကသူ့မြေးမလေးဖြစ်နေခဲ့တဲ့အဲလာနဲ့စကားပြောနေတာကိုတွေ့ရပါပြီသူ့အဖေဟာဘလို့တစ်ဆာဖောက်ခဲ့ပြီးတော့သူ့ကိုခေါ်တွားဖို့အတွက်ဂျိုးစာခဲ့ပုံကိုရှင်းပြပေးမိမဲ့စိတ်ဆိုးနေခဲ့တဲ့အဲလာကအဖိုးကိုမုန်းတယ်လို့ပြောပါပြီအဲ့ဒီနောက်ပိုင်းဣပတတိယလာပြီးချန်ဆယ်လာရဲ့အရှိမသူ့ကိုသူတွေ့လိုက်ရပါပြီသူကသူမကိုစစ်မေးတော့ပါပြီသူရဲ့ကိုင်းတဲ့ရူကာရောမအကြမှာငင်းချင်းစာချုပ်တစ်ခုရှိခဲ့ဘူးပေမဲ့သူမအကြောင်းအားလုံးပြက်စီးသွားပြီလို့ရှင်းပြပါပြီဣပကသူဟာတကူတော့လှောက်ရှားခဲ့တာပါလို့ရှင်းပြပေးမိမဲ့ ရှန်ဆယ်လာကတော့အရေးမကြီးပါဘူးလို့အခိုင်အမာပြောပါရင်သူ့ရဲ့သားဒန်နီယယ်ရဲ့ခေါင်းပေါ်မှာစုငွေချမှတ်ခဲ့တာဟာသူ့သမီးကိုခေါ်သွားပြီးတော့ဘူဘဆင်ဆယ်အမွေအနှစ်ကိုချိုးဖြတ်ဖို့ကြိုးစားခဲ့တာကြောင့်ဖြစ်တဲ့အကြောင်းလည်းပေါ်လွင်လာပါရင်ဒရာထွက်နေခဲ့တဲ့အီဗ်ကသူ့အဖေကိုတတ်တယ်လို့ဆွဆွဲလိုက်တဲ့အခါမှာအဖိုးကြီးကသူဟာဟာဗီယာရဲ့သမီးဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့အတွက်ထိတ်လန့်သွားခဲ့ပါရင်အဲ့ဒီနောက်သူဟာလီနာနဲ့တီးတန့်စကားပြောဖို့ဖယ်လိုက်ပြီးအီဗ်ဟာလီနာရဲ့အမဖြစ်တဲ့အကြောင်းအံ့အားသင့်ဖွယ်ဖွင့်ရလိုက်ပါရင်လီနာတုံ့ပြန်ဖို့တော့မအားခင်မှာအီဗ်ကရုတ်တရက်တနတ်တွေပြစ်ခတ် လိုက်ပြီးတော့လူအများပြားကိုတတ်ပြပါရင်ဂိုင်းဝင်တယောက်ကသူ့ကိုပြစ်ဖို့ကြိုးစားတဲ့အခါမှာလီနာကသူ့ကိုပြစ်ပြီးအမဖြစ်သူကိုထွက်ပြေးဖို့လှုပ်ခဲ့ပါရင်ဒါပေမဲ့အစ်တိတ်မွေးခင်လီနာကသူ့ကိုလိုက်မိသွားခဲ့ပြီးညီအမနဲ့အောင်တိုက်ခဲ့ပါရင်အစ်ကသူ့ကိုတနတ်နဲ့ချိန်ထားလို့မှလီနာဟာသူ့ရဲ့ဆက်စင်ကြီးကိုဖွင့်ရလိုက်ပြီးတော့သူ့ရဲ့အမကိုအံ့အားတင့်သွားစေပါရင်လီနာကသူ့ရဲ့အဖေဟာသူ့ကိုခေါ်သွားခြင်းအဖြစ်ဂိုင်းကိုတစ်ဆဖောက်ခဲ့ပြီးတော့သူ့ရဲ့အမိဟာအဲ့ဒီအတွက်အဖိုးအခပေးဆက်ခဲ့ရတယ်လို့ရှင်းပြပါရင်ဒါပေမဲ့အစ်ကတော့သူ့အဖေဟာမန်ကန်တဲ့အရာကိုလှုပ်ဖို့သူ့ကိုတ မှန်ဘဝပေးဖို့ကြိုးစားခဲ့တာပါလို့ကာကွယ်ပြောဆိုပါရင်းအဲ့ဒီအတွင်းညီမနှစ်ယောက်တိုက်ခိုက်ရမယ့်အစားစကားပြောနေကြတဲ့အကြောင်းအစီရင်ခံစာရောက်လာပြီးတော့ချန်ဆယ်လာကနှစ်ယောက်စလုံးကိုတတ်ပြဖို့အမိန့်ပေးလိုက်ပါရင်းအဲ့ဒီနောက်လူအများပြားကညီအမစီကိုလက်ပြဘုံနေပြစ်ပြီးတော့ပြင်းပြင်းထန်ထန်ရရသွားပါရင်းအေကလီနာစီကိုတွားထွားပါရင်းလီနာကသူ့ရမတိတ်သွားပြီလို့ပြောတော့ကသူဟာကိုးနေပဲရှိသေးတဲ့အကြောင်းဖွင့်ရပါရင်းနေ့အတိုင်းဘလောက်လွမ်းခဲ့ရတဲ့အကြောင်းပြောပြီးမကြခင်မှာပဲကွယ်လွန်သွားတဲ့အတွက်အေကအကြီးအကျယ်စိတ်ထိခိုက်ခဲ့ပါရင်းမကြခင်အေကို တတ်ဖို့အတွက်လူအများပြရောက်လာပြီးမဲ့သူဟာသူ့ရမှာတည်ဆုံရှင်အတွက်ဒရအကြီးနဲ့သူတို့ကိုရက်ဆက်ရှင်းထုတ်ပါရီသူတို့ရဲ့ walkie talkie တခုကိုဆွဲယူပြီးရှန်ဆယ်လာကိုသူ့ကိုမတက်ရမရှင်ရက်မှာမဟုတ်တဲ့ကြောင်းဖွင့်ရလိုက်ပါရီဒီတည်င်းကြောင့်ပဲအဖိုးကြီးကတုံးလုပ်ပြီးတော့ရူကာရောမရဲ့ဒရိုက်တာကိုချက်ချင်းခေါ်ပြီးဘဝစင်စဲငင်းချင်းစာချုပ်ကိုချိုးဖြတ်တယ်လို့ဆွဆွဲပါရီဒရိုက်တာကအိဖာသူ့ဘာသာသူလှုပ်ဆောင်နေတာဖြစ်ပြီးတော့သူတို့ဆေလွတ်ခဲ့တာမဟုတ်တဲ့ကြောင်းအခိုင်အမာပြောပြီးမဲ့ ရှန်စလာကတော့ခုမဆိုင်ပဲမြို့နယ်စုတစ်ခုလုံးအကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်လို့ကြိမ်ဆိုပါရင်းဒီစကားကိုကြားပြန်တော့ဒရိုက်တာကအီကိုတတ်ဖို့လူတယောက်ကိုဆေးလွတ်ပြီးပြဿနာကိုဖြေရှင်းမယ်လို့ဂတိပေးလိုက်တဲ့အချိန်မှာချန်စလာကလည်းသဘောတူပါရင်းအဲ့ဒီနောက်သူမကတီနီယာကိုမေးလိုက်ပြီးကန်ဒဝင်ဂျွန်ဝက်ကိုမစ်ရှင်အတွက်ဆေးလွတ်ဖို့ဆုံးဖြတ်လိုက်ပါရင်းအဲ့ဒီအတော်တွင်မှာချန်စလာကဘတူးမဝင်ရောက်ဆွတ်ဖက်ရှင်းမပြုတ်ပဲဝန်ပိုလ်တွေကိုသူ့သားကောင်လိုက်ခွင့်ပြုဖို့အတွက်အများပြည်သူကိုကြင်ရလိုက်ပါရင်းခဏကြာမှာဂျွန်ဝက်ကရွာကိုရောက်လာပြီးအစ်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပါရင်း သူကသူမကိုရွေးချယ်စရာပြပါရင်သူနဲ့သူ like ခဲ့ပြီးတော့အသက်ရှင်မလားဒါမှမဟုတ်ဒီနေရာမှာပဲတိတ်ခတ်မလားဆိုပြီးတော့ပါဒါပေမဲ့သူမကသူ့အဖေကိုလက်စားရှေ့ဖို့အတွက်ပြင်းပြတဲ့ဆန္ဒကြောင့်ငင်းဆိုပါရင် သူမဟာဂျုံဝဲကရောမှာခုံအုပ်လိုက်ပြီးတော့သူ့ရဲ့ပြင်းထန်တဲ့စိတ်ဆုံးဖြတ်ချက်ကိုမြင်တဲ့အခါမှာတကောင်ရန်အထီးအချိန်ပေးဖို့တဘောတူလိုက်ပါရင်မစ်ရှင်ပြီးမြောက်ဖို့နိုင်ဝက်အချိန်ရပြီးအဲ့ဒီနောက်မှာတော့သူလုံးဝချမ်းသာပြီးမှမဟုတ်တဲ့အကြောင်းပြောလာတဲ့အခါမှာဤတဘောတူပါရင်မကြခင်ဂျုံဝဲကမင်းကလေးကိုလွတ်ပြီးလိုက်တဲ့အကြောင်းတတင်းရတဲ့အခါမှာချန်ဆယ်လာကဒရွတ်ထွက်သွားခဲ့ပါပြီးအဲ့ဒီနောက်သူဟာဤကိုလိုက်လံရှာဖွေပြီးတော့တတ်ဖို့ လူဦးရေတစ်ခုလုံးကိုအမိန်ပေးတဲ့အကြောင်းအများပြည်သူကိုကြင်ရလိုက်ပါရင်အေကလောက်ကျန်သူတွေရဲ့အိန္ဒိယထဲကိုဝင်ရောက်စီးနှင်းပြီးရက်ဆက်တိကျမှုနဲ့တယောက်ပြီးတယောက်ရှင်းထုတ်ပါရင်နောက်ဆုံးမှာမြို့ရဲ့အသေးစိတ်နိုင်ဆုံးလက်နက်တွေတူလောင်ထားတဲ့လက်နက်တိုက်ကိုရောက်သွားခဲ့ပါပြီအဲ့ဒီအချိန်ကြီးမားတဲ့လူဦးကသူမကိုတားဖို့လမ်းတွေအပေါ်ကိုစပြီးရောက်လာပါရင်အခုဆိုရင်အေကရက်ဆက်တဲ့တပ်ဖြတ်မှုတစ်ခုကိုစတင်ပါရင် တနက်ပောက်ကွဲပစ္စည်းနဲ့မီးရှံတွေကိုအတုံးပြုတ်ကတိုက်ခိုက်တွေ့ကိုရှင်းထုတ်ပါရင်တစ်ချိန်တည်းမှာပဲချန်ဆယ်လာကိုအခြေအနေကအရန်အန်ဒီရဲ့များနေလို့စုတ်ခွာဖို့သူ့ရဲ့လူတွေကအကြံပေးပေမဲ့ host step ရဲ့နစ်နေရာတမိုင်းမှာခေါင်းဆောင်တယောက်မှရာထူးကိုမစွန့်ခွာခဲ့ဘူးလို့ပြောကငင်းဆိုပါရင်တစ်ဖက်မှာတော့ Eve ကမီတာဆက်ကိုကင်ဆယ်ပြီး တိုက်ခိုက်သူအများပြားကိုရှင်းပြပါရင်အများပြားတေဆုံသွားပြီမဲ့ဂိုင်းရဲ့အန်ဒီရဲ့ရှိဆုံးလောက်ကျန်သူတယောက်ဖြစ်တဲ့ဒက်ကိုသူမတတိထားလိုက်မျိုးပါရင်သူကအစ်ကိုပြင်းထန်နေရရစီခဲ့ပြီးတော့သူ့ရဲ့ကိုပိုင်မိသက်ဆက်နဲ့တိုက်ခိုက်ပါရင်ဒါပေမဲ့အစ်ကအားပြင်းနဲ့ကြက်ရည်ပန်းနဲ့တုံ့ပြန်လိုက်ပြီးသူ့မိရှင်အနေနဲ့ပြပြင်းထန်ထိထွားတော့ပါရင်တိုက်ပွဲကရက်ဆက်ပြီးနောက်ဆုံးမှာတော့အစ်ကထွက်ပြေးဖို့မဖြစ်နိုင်တော့ပဲတောက်မှပိတ်မိသွားခဲ့ပါပြီဒက်ကသူ့ကိုအပီးတက်ဖို့လုံတော့မဲ့အချိန်မှာကျုံဝဲရုတ်တရက်ပေါ်လာပြီးတော့မိသက်ဆက်ကိုပြစ်လိုက်ရပောက်ွဲပြီးဒက်တိသွားခဲ့ပါရင်ကမကောင်းစွာနဲ့ပဲဒါက ွန်ဝေးရဲ့တီနီယာကိုဖော်ထုတ်လိုက်ပါရင်အခုဆိုရင်လူတွေကသူ့ရဲ့အနောက်ကိုလိုက်လာကြပါပြီဒါပေမဲ့သူတို့ဟာကန်နဝင်ဘဘယာကာကိုရှင်းလို့မရပါဘူးသူကသူတို့ကိုအလွဲတကူရှင်းပြပါရင် တခြားတနေရာမှာဆိုရင်တော့ရှန်စလာကသူ့မြေးမလေးနဲ့ထွက်ပြေးဖို့ကြိုးစားနေတော့ရုတ်တရက်အီပေါ်လာကကားကိုပြစ်ခတ်လိုက်တာကြောင့်တိုက်မိသွားပါလိရှန်စလာကားထဲကနေထွက်လာပြီးသူ့ကိုတိုက်ရင်တော့မှတခြားဂိုင်းဝင်တွေကသူ့ရဲ့အနောက်ကိုလိုက်လာမှဖြစ်လို့ဘာမှပြောင်းလဲတော့မှမဟုတ်တဲ့အကြောင်းအီကိုပြောလိုက်ပါလိဒါပေမဲ့သူမကနားမထောင်ပဲတစ်ချက်တည်းနဲ့တိကျတဲ့ပြစ်ခတ်မှုနဲ့သူ့ကိုချက်ချင်းပဲတတ်ပြပါလိဒီနောက်ဆက်သွဲအဖြစ်ပြက်မှာအီကအဲလာနဲ့ပြန်လဲဆုံစီပြီး ဖျက်ဆီးထားတဲ့မြင်ကွင်းကနေထွက်ခွာသွားခဲ့ပါတယ်ကျုံဘေးကတော့ဒရိုက်တာကိုဖုန်းခေါ်ပြီးချန်ဆယ်လာတည်ဆုံးပြီးဖြစ်တဲ့အကြောင်းအစီရင်ခံပါတယ်အချိန်အနည်းငယ်ကြာပြီးနောက်ဒန်နီယယ်ကအသက်ရှင်နေရှိတဲ့အကြောင်းပြသပြီးတော့သူ့ရဲ့သမီးဟာသူ့ကိုဈေးရုံမှာလာရောက်ကြည့်ရှုပါတယ်ဒီအတော်တွင်အစ်ကကွန်တီနန်တယ်ဟိုတယ်ကိုရောက်လာပါပြီး အဲ့ဒီမှာဝင်းစတန်ကသူမဟာမူရဲ့ခေါင်းကိုဖျက်နိုင်ခဲ့ပေမဲ့ခန္ဓာကိုယ်ကတော့သူ့ကိုလိုက်လံရှာဖွေနေဦးမှာပဲလို့တတိပေးပါရီသူမကရူကာရောမာကနေအထောက်ခံထားရပြီးသူ့တငယ်ရှင်တာတီယာနာကနေတာကိုကြည့်ဖို့လိုပိုက်ပြဆင်းအောင်တခုကိုတက်ရောက်ခဲ့ပါရီမိနစ်ပိုင်းကြာမှာစာချုပ်အတစ်တခုထွက်ပေါ်လာပြီးအေးပြဲခေါင်းပေါ်မှာဒေါ်လာ5တန်စုငွေချမှတ်လိုက်ပါရီသူမကလည်းဒီမက်ဆေ့ကိုလက်ခံရရှိပြီးတော့အန်ဒီရဲ့ကမပြီးသေးတဲ့အကြောင်းအရေးအမှုပြပြီးအစားအုံကနေအလင်းအမြန်ထွက်သွားတာနဲ့ဆက်သိမ်းသွားခဲ့ပါရီ ကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ